မိတ်ဆွေကကန်ညက်နေတာလားကန်ဆိုးနေတာလားကန်နေနေတာလားအိမ်တော်ရဲ့ချီရေးစီပွားရေးဘယ်ရေးမှအဆင်မပြေဖြစ်နေတဲ့ဆိုရင်မိတ်ဆွေကန်ကိုစစ်ဆေးတင်နေပါပြီဘေးတင်ဆရာကိုလည်းမမေ့ချင်ဘူးမေ့ဖို့ကလည်းအဆင်မပြေဘူးဆိုရင်တော့ကန်ညက်နေတယ်ဆိုရင်လေကိုယ်တိုင်လှုပ်ရမယ့်ရေးတရားကိုယ်ကိုယ်တိုင်ကန်ကောင်းအောင်စိုက်ရမယ့်အပြင်များအကြောင်းကို ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ကျွန်တော်စီမှာဘေးတင်ခမယ့် hobby ပါ hobby ပါခဏခါလာပြောနေကြတော့မိတ်ဆွေများကြည်တင်တော့ဗီဒီယိုဖြစ်ပါတယ်ကျွန်တော်ကလူတိုင်းကိုကူညီချင်ပါတယ်အခမဲ့လေ hobby ချင်ပါတယ် ူတယောက်ကိုကျွန်တော်ကဘေးရင်ဟောပြီးတော့မယ်ဆိုရင်ပြီးစလွယ်ပဲတော့မှမဟောပြီးတတ်ပါဘူးတယောက်တယောက်ကိုအရန်ကြောက်ခါမဲ့ပဲလှိုက်ပြီးတော့ဟောပြီးနေလို့ကတော့ကျောင်းနောက်မှာရှိတဲ့မိသားစုတွေကဒါမှန်မှန်တူတူပုံတော့မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အချိန်ရတန်ဖိုးကိုတော့ပေးရပါတယ်ကချို့ကအမျိုးမျိုးတနာအောင်ပြောကြပါတယ်အခါမဲ့ခောပြီးဖို့ဒါခွေတောင်းကြပါတယ်အားလုံးကိုလည်းကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာဘလို့ပဲပြောပြောစီကန်းကစီကန်းပါပဲခင်ဗျာဒါကြောင့်ကျွန်တော်ဘက်ကလည်းအခါမဲ့လေးတွေကိုတလားတစ်ကြိမ်ဒါဟောစမ်းတွေဟောပေးတာမျိုး အမြဲတမ်းလိုလိုအခုလိုမျိုးမိတ်ဆွေတို့အကျိုးရှိစေမယ်ဒါပေရင်ရေတရားအစီနဲ့ပတ်သက်တဲ့ဗီဒီယိုတွေခဏခဏတင်ပေးတာမျိုးတွေပြုလုပ်ပေးပါရခင်ဗျာဒါကြောင့်ကြောင့်မိတ်ဆွေတွေအခမဲ့မေးခြင်းကတော့တကြီးခံပါခင်ဗျာကဲကျွန်တော်ပေတွေစီတွေပြီးဒါလိုရင်းကိုမရောက်တော့ဘူးကဲလိုရင်းကိုတွားကြရအောင်ပါကျွန်တော်ကမောတုခါပါခင်ဗျာဒီဗီဒီယိုကိုရှယ်ဖို့လုံးဝမေးပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်မောတုခါပါလူတိုင်းဟာ၄နှစ်တစ်ချိန်ကံနေတက်ပြီး၁နှစ်တစ်ချိန်မရဂိန်းကိုကြာတတ်ပါတယ်ဒါကိုယူဆိုင်ဖို့ရန်ရည်ကြီးပါတယ်တကယ်လို့ပေတွေမမေ့ပြည့်ခဲ့ရင် င်တောင်မှကိုယ့်ဟာကိုကန်နေနေတာလားမန္နကိန်ကြိုက်နေတာလားဆိုတာကိုကိုယ့်ဟာကိုစမ်းစစ်ကြည့်လို့ရပါတယ်ကန်နေနေချိန်မှာအထင်လွဲခံရတာမျိုးဆွဆွဲခံရတာမျိုးတွေဖြစ်တတ်ပါတယ်ဘာပဲလို့လုံးအဆင်မပြေတွေဖြစ်လာတတ်ပါတယ်အတွင်းရန်ဖြစ်တဲ့မိသားစုနဲ့လည်းစိတ်ဝင်တွေကွဲလာတတ်ပါတယ်အပြင်းရန်ဖြစ်တဲ့မိစေလွတ်ပေါ်ကန်ဘက်ကအစားစကားပြောဆိုရင်လည်းရင်းကုန်ရတတ်ပါတယ်ဒါအပြင်တေချာပေါင်းကိုရမယ့်အခွေလန်းငွေကြီးလက်လက်ပတ်တွေတောင်မှမဝင်နိုင်ပဲမရနိုင်ပဲဖြစ်နေတတ်ပါတယ်ဒါအပြင်မရွယ်ထားပဲနဲ့ကန်နေ င်းဆရာတွေဖြစ်ရမျိုးတွေမကြကနာကျုံတို့ရတတ်ပါတယ်ဥမာခွေးတွေကြိုက်ခံရတာမျိုးအကောင်ကောင်ကောင်ကကလိုက်တာမျိုးစသဖြင့်ကျုံတို့ရတတ်ပါတယ်မတော်ဆမှုတွေလည်းမကြကနာကျုံတို့ရတတ်ပါတယ်ဒီလိုဖြစ်နေရင်ဆိုရင်တော့ကံအားနည်းတဲ့အချိန်လို့နားလည်နိုင်ပါတယ်မရဏဂိန်းကြာနေချိန်ကတော့ပူဆိုးပါတယ်မရဏဂိန်းဆိုတာကကိုယ့်ရဲ့တက်ရောက်ကမရဏဂိန်းကိုကြိုက်တာကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီလိုကြာနေပြီဆိုရင်ပူပြီးတော့ဆိုးတတ်ပါတယ်အဲ့ဒီလိုအသက်ပိုင်းခြားတွေမှာကံတရားကဘဝအခြေအနေစီးပွားရေးဖြစ်စီကနေတတ်ဆုံးတဲ့အထိကိုဖြစ်ပေါ်တတ်ပါတယ် မရဏဂိမ်းကြာမကြဆိုတာကိုဘေးထဲမတွက်ဘဲနဲ့ဘလို့တိနိုင်မလဲဆိုရင်တော့အရင်ဦးဆုံးငွေကြေးစုစုံတက်ပါတယ်လုပ်ငန်းစီးပွားရေးတွေထိခိုက်ပျက်စီးတက်ပါတယ်ဒါအပြင်အိမ်တွင်းအပူကြီးတက်ပါတယ်အဟပြင်ကျမရေးတွေမှာလည်းတချောင်ချောင်နဲ့ဒေထိုင်မကောင်းတာတွေဖြစ်ပေါ်လာတက်ပါတယ်စီးယုံစီကန်းကြောင့်ငွေကုန်ကြတာတွေများလာတက်ပါတယ်နောက်ဆုံးစိတ်ရောလူပါပြည့်ညက်ကြတဲ့အထိစိတ်တက်ကြစရာတွေတစ်ခုပြီးတစ်ခုဆက်တိုင်းကြုံလို့ရတက်ဒီလိုကြုံတွေ့နေပြီးဆိုရင်မိတ်ဆွေကမရဏဂိမ်းကိုကြာနေတယ်လို့အကြမ်းမြင်ခံယူလို့ရပါတယ်ဒီ လိုကံအားနေပြီးမရခင်ကြနေပြီးဆိုရင်မဖြစ်မနေလောက်ရမယ်ရှောင်ရမယ်ဟာတွေရှိပါတယ်ရှောင်ရမယ်အချက်လေးတွေအရင်ကျွန်တော်ပြောရပါမယ်ဘာကြောင့်လဲမမစွန့်စားပါနဲ့ဒုတိယတစ်ချက်လောဘမကြီးပါတတိယတစ်ချက်လောင်းကစားကိုမလုံမိစေပါနဲ့ အပျော်ခီးကိုလုံးဝမသွားပါနဲ့ခီးဝေးတွေလုံးဝမသွားသေးပါဘူးအိမ်နောက်ရေမဖောက်ပြန်ပါနဲ့မိဘနဲ့ညင်းကုံရံဖြစ်တာမျိုးတွေဆောင်ကျင်ပါခင်ကြီးစေပါကိုထိခိုက်စေတာမျိုးတွေဆောင်ကျင်ပါရံဖြစ်တာသူများကိုပြက်နာစားတာမျိုးတွေလုံးဝလုံးဝမလုပ်ပါနဲ့သူတစ်ပါးထိခိုက်စေမဲ့အပျော်နဲ့အလုတ်ရက်တွေကိုလည်းမလုပ်မိအောင်ကြိုးစားပါခင်ဗျာမဖြစ်မနေလှုပ်ရမှာကတော့နံပါတ်၁တီလောက်ဆောက်ထိန်ပါနေ့စဉ်ဒါနကုတို့တစ်ခုခုကိုဖြစ်အောင်လုပ်ပါနံပါတ်၂ကံနေကြတဲ့ဆိုရင်မေတ္တာတုပ်ကိုနေ့စဉ်ပူဇော်ပြီးတန် ုတ်တေကာရာတော်ကိုပက်စီရုပ်ပူဇော်ပါမနာခင်ကြနေတဲ့ဆိုရင်တော့ပရိကြီးဆက်တဲ့တော့ကိုနေ့စဉ်ရုပ်ဖတ်ပေးပါလှစဉ်အဋိဋ္ဌံကုကုကိုဝင်ဖြစ်အောင်ဝင်ပါဘာသာချားတဲ့နည်းနဲ့ကတော့ကိုယ့်ရဲ့ဘာသာလိုက်လေကိုယ့်ရဲ့ဘာသာရဲ့အဆောက်အအုံကိုယူပါနံပါတ်၃ကံနေရင်တော့ခွေးစာကြည့်ပါမနာခင်ကြနေရင်တော့တရဝါတွေကိုအသက်ကယ်ပါနံပါတ်၄ကံနေနေချိန်မှာခင်မြူဆယ်ပါကိုဝင်ကြကြတော့ပါလမ်းပြင်ပေးပါတစ်ပင်တွေဆိုက်ပေးပါဘာသာခင်ကြနေစဉ်မှာစေဝါလူတန်းပါစီရဲ့နံပါတ်တော့သူများတွေကိုစားစရာစံစီစား ဆေးဆက်ပြားတွေလူဒန်းပေးပါလူဒန်းတဲ့အချိန်မှာလည်းနေ့သားလိုက်ရတရားချီတဲ့သဘောနဲ့လူဒန်းမယ်ဆိုရင်ပူပြီးတော့ထရောက်ပါတယ်ဒါအပြင်အထူးရတရားနေနဲ့မွေးနေ့မှာလှုပ်ဆောင်ရမယ့်ရတရားတွေကိုပြောပြပါမွေးနေ့မှာဘာတွေလှူရမလဲဆိုရင်တနင်္ဂနွေသားမင်းတွေဆိုရင်အချားတူကိုနှုတ်နဲ့ကြက်ဥလှူဒန်းပေးပါတနင်္လာသားမင်းဆိုရင်အချားတူကိုအားဆေးနဲ့ငွေတွေလှူဒန်းပေးပါအင်္ဂါသားမင်းဆိုရင်အချားတူကိုငွေနဲ့ရည်မှုတွေလှူဒန်းပေးပါဖို့တို့သားမင်းဆိုရင်ဆေးနဲ့ဖက်နှက်တွေကိုလှူဒန်းပေးပါရာဟုသားမင်းဆိုရင်ဆေးနဲ့နှစ်ဖက်ကို တူတန်းပေးပါကြာတာပေးသားမီဆိုရင်ရေနဲ့ဖနက်ကိုလူတန်းပေးပါတောက်ကြသားမီဆိုရင်ဖနက်နဲ့ထီကိုလူတန်းပေးပါစနေသားမီဆိုရင်တတိတမျိုးမျိုးနဲ့အားစေးကိုလူတန်းပေးပါမိသားစုဝင်မဟုတ်တော့နွန်ဘာတော့သူသူကိုလူတန်းရင်ရပါတယ်နော်ဒါအပြင်ကို့အတွက်တပ်ပင်ဆိုင်တဲ့ခေတ္တရာကိုလည်းလုံနိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်တနင်္ဂနွေသားမီကမြောင်းရက်မှာဗုဒ္ဓဟူနေ့မှာချင်းမောင်သူမဟုတ်ခရင်တီးပင်ကိုစိုက်ပါဘေးကင်းဖို့ဆိုရင်တော့ဗုဒ္ဓဟူနေ့မှာစိုက်ပါကျမရေးအတွက်ဆိုရင်တော့စနေနေ့မှာစိုက်ပါ ောင်စီးပွားရေးအတွက်ဆိုရင်တော့အင်ကာနေမှာစိုက်ပါအချိန်ကလည်းမနက်6နိုင်ကနေ9နိုင်ခွဲအတွင်းဖြစ်အောင်စိုက်ပါပါခင်ဗျာတနင်္လာသားမြင်နေကအနောက်တောင်တောက်ဘက်မှာဇပလင်ပင်တောင်မောက်ရင်စိန်ပန်းပင်တောင်မောက်ဇကဝမ်းပင်ညောင်ပင်စသည်ဖြင့်အပြင်ထဲမှာသမီးမျိုးကိုဆက်ပေးပါခင်ဗျာဘေးကင်းဖို့ဆိုရင်ကြာရင်းနေမှာဆက်ပေးပါကျမရေကောင်းဖို့ဆိုရင်တနင်္ဂနွေနေ့မှာဆက်ပေးပါစီးပွားရေးအတွက်ဆိုရင်ဘုဒ္ဓနေ့မှာဆက်ပေးပါအချိန်ကတော့မနက်6နာရီကနေ9နာရီခန့်အတွင်း ဖြစ်အောင်ဆက်ပေးပါခင်ဗျာအင်္ဂါတရီတွေကတော့အစေမြောက်တွင်ဆွေပန်းဒုမဟုတ်ယူဆနာပန်းဒါမှမဟုတ်ရွက်လာပန်းစသည်ကိုဆက်ပေးပါဘေကင်ဘို့အတွက်ဆိုရင်တောက်ချာနေတွင်ဆက်ပေးပါကျမ်းမာရေးအတွက်ဆိုရင်တင်းလာနေမှာဆက်ပေးပါစီးပွားရေးအတွက်ကတော့ကြာရာဘေးနေမှာဆက်ပေးပါ အချင်းကတော့မနက်6နိုင်ကနေ9နိုင်ခွဲအတွင်ဖြစ်အောင်ဆက်ပေးပါဘို့တရီတွေကတော့အစေအရက်တွင်ဆက်ပေးပါပန်းဤဒုမဟုတ်ဘူတီပိန်ပန်းဒုမဟုတ်ရင်ပန်းဆက်ကူစပြီးအပြင်းများကိုဆက်ပေးပါ ဘေကင်းဖို့ဆိုရင်စနေမှာစိုက်ပြီးပါကျမ်းမာရေးအတွက်ဆိုရင်အင်္ဂါနေ့မှာစိုက်ပြီးပါစီးပွားရေးအတွက်ဆိုရင်တောက်ကြနေ့မှာစိုက်ပြီးပါအချိန်ကတော့ထုံစံအတိုင်း6နိုင်ကနေ9နိုင်ခွဲတွင်ဖြစ်အောင်စိုက်ပြီးပါဂျာနာရီသားမီကတော့အစစ်တောင်ရက်တွင်စိုက်ပြီးပါတိခွပန်သူမဟုတ်ရင်တခုပန်ကိုစိုက်ပြီးပါဒါမှမဟုတ်ရင်ဟင်းနုနယ်အပင်ကိုစိုက်ပြီးပါဒါမှမဟုတ်ရင်လည်း တစ်ကြသည်စရီကိုစိုက်ပြီးရပါတယ်ခင်ဗျာဘေးကင်းဖို့ဆိုရင်တနင်္ဂနွေမှာစိုက်ပြီးပါကျမ်းမာရေးအတွက်ဆိုရင်ဘုရုနေ့မှာစိုက်ပြီးပါစီးပွားရေးအတွက်ဆိုရင်စနေ့မှာစိုက်ပြီးပါ အချိန်ကတော့မနက်6နာရီကနေ9နာရီခွဲတွင်ဖြစ်အောင်စိုက်ပြီးပါခင်ဗျာတောက်ကြသားတွေကတော့တောင်ရက်တွင်စိုက်ပြီးပါနှင်းစီတို့မောက်ဒန်းနှံဖိန်ပင်စရီပြေတမျိုးမဟုတ်တမျိုးစိုက်လို့ရပါတယ်ခင်ဗျာဘေးကင်းဖို့ဆိုရင်တင်းလာနေ့မှာစိုက်ပြီးပါကျမ်းမာရေးအတွက်ဆိုရင်တော့ကြာရွေးနေ့မှာစိုက်ပြီးပါစီးပွားရေးကောင်းချင် နေဆိုရင်တော့တင်းရွေနေ့တွင်စိုက်ပေးပါအချိန်ကတော့မနက်6:00နာရီကနေ9:00နာရီခွဲတွင်ပြစ်အောင်စိုက်ပေးပါခင်ဗျာစနေသားရီတွေကတော့အနောက်ရက်တွင်စိုက်ပေးပါအုံးပင်ဒုမဟုတ် ဩဇာပင်ဒါမှမဟုတ်ရင်အာလူအောက်ဆစ်ဒီပင်စတာတွေကို စိုက်လို့ရပါတယ်ခင်ဗျာဘေးကင်းဖို့ဆိုရင်အင်ကာနေတွင်စိုက်ပေးပါကျန်းမာရေးအတွက်ဆိုရင်တောက်ကြနေတွင်စိုက်ပေးပါစီးပွားရေးအတွက်ဆိုရင်သင်းလာနေတွင်စိုက်ပေးပါ အချိန်ကတော့မနက်6နာရီကနေ9နာရီခွဲတွင်ဖြစ်အောင်စိုက်ပေးပါဓာတ်ပင်စိုက်ပြီးရင်မြေတာတော့ကိုရွရွနေ့စဉ်အပင်တွေကိုစင်တန်အောင်ဂယူးဆိုင်လေးရောက်ပေးပါခင်ဗျာကိုယ့်ရဲ့ကံတက်နေရင်အပင်ဟာလည်းစင်တန်ပြီးအညို့အသက်အခက်တွေထွက်လာပါလိမ့်မယ်အပင်နဲ့နမိတ်ကို ြည့်ပြီးကံကောင်းနေတယ်လို့ယူဆနိုင်ပါတယ်ဓာတ်ပင်ဟာစင်တန်ပြီးအညွတ်တက်လာတဲ့ဆိုရင်ကိုယ့်ရဲ့ကံဟာလည်းပြန်တက်လာပါတယ်ဓာတ်ပင်ညှို့ရင်တို့မဟုတ်၆ပြီးတည်ရင်ပြည့်ကြီးဆက်တုပ်ကိုပူ၍ရွတ်ဖက်ပေးပါကုလိုကောင်းမှုတွေပူပြီးလှုပ်ပေးပါခင်ဗျာကံညက်နေတဲ့အသွဲလှုပ်ရမရတဲ့အရွေယူဆိုင်ဖို့လိုပါတယ်ခင်ဗျာဓာတ်ပင်ဟာစိုက်ပင်အပေါ်မှာနမိတ်အဖြစ်တက်ရောက်တတ်ပါတယ်အတိတို့လှုပ်ဆောင်ခြင်းအားဖြင့်ကံကြွေးဆိုရင်တောင်မှထိခိုက်မှုတက်တာပါစေပါတယ်လူတစ်ယောက်ဟာကိုယ့်ရဲ့ကံချင်းတွေကိုအချမ်းပြင်းတည်နေတဲ့ ယ်ဆိုရင်ကိုကံကိုတင်လို့ရပါတယ်။ကျောင်းမိတ်ဆွေတွေမအားတဲ့ဇာကနေဘီယိုကိုအစကနေဆုံးလက်ကြည့်ပေးတဲ့အတွက်တယောက်ချင်းစီကိုကျူးတင်ပါရခင်ဗျာ။ကျောင်းမိတ်ဆွေနှစ်အစကနေနှစ်ဆုံးတောင်းတနမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေချေတဲ့ပြေဆုံးပြီးပျော်စွင်တော့ပိတ်တော်စွာတွေ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာဒီဗီဒီယိုမြင်တွေ့တာနဲ့ share ချင်းဝင်မြချင်းပြီကုတို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကိုကလည်းသူများရဲ့အကျိုးကိုတည်ဖို့တဲ့အနေနဲ့ share ချင်းပြတဲ့ဘက်ကတွေ့သွားတယ်မြင်သွားတယ်ဆိုရင်ဒီရေတရားကိုလက်လုပ်ပြီးတော့သူတို့ကန်တောင်းတဲ့အဆင်ပြေသွားတယ်ဆိုရင်သူတို့အကျိုးပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်မိတ်ဆွေနဲ့ကျွန်တော်တို့ကထတ်တူကုတို့ရမှာဖြစ်ပါတယ်အသေးဘွားမှာလည်းရေဆက်တွေဖနန်းဆက်တွေစုံစည်းရမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်တို့ဖနန်းဆက်ဖြစ်ရလေအောင်ဒီဗီဒီယိုမြင်တာနဲ့ share ချင်းဝင်မြချင်းပြတဲ့ထတ်တူကုတို့ရအောင် share လိုက် ပါခင်ဗျာ